အိန္ဒိယစစ်တပ်ဟာမေ9ရက်အစောပိုင်းက Operation Sindoor အမည်နဲ့စစ်ဆင်ရေးကိုပြုလုပ်ခဲ့ပြီးလာခာအီတိုင်ပါလက်နက်ကိုင်အဖွဲ့နဲ့ Jaish E Mohammed အဖွဲ့တို့ရဲ့ခြေကုပ်နေရာတွေဖြစ်တဲ့ Muriki နဲ့ ဘဟာဝေပူရမြို့တွေအပောင်းဝင်ပါကစ္စတန်ဘက်ခြမ်းမှာရှိတဲ့ကက်ရှမီးယားဒေသရဲ့ပြမှတ်ကိုကိုကိုဒုံးကျည်တွေနဲ့24ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NDTV သတင်းမှာဖော်ပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းစံဖတ်တမား80ကြော်သေဆုံးပြီး60ကြော်ဒဏ်ရာရရှိခဲ့ကအိလနက်ကိုင်အဖွဲ့တွေရဲ့စစ်စင်ရေးဆန်းဆောင်ရေးတွေကိုတိတိတသားရောကြစေခဲ့တယ်လို့ဆိုပါတယ်။ဧပြီ22ရက်ကအိန္ဒိယနိုင်ငံသား25ဦးနဲ့နေပေါ်နိုင်ငံသား2ဦးတို့သေဆုံးခဲ့တဲ့အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ဂျမူးနဲ့ ကက်ရှမီးယားဒေသရဲ့ပါကေဟန်မြို့မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ Operation Sindon စစ်စင်ရေးကိုဒေသစံတော်ချိန်မနက်09:44မိနစ်မှာစတင်ခဲ့တာဖြစ်ပြီးစစ်စင်ရေးဟာ25မိနစ်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အိန္ဒိယကာကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပါကစ္စတန်နဲ့ပါကစ္စတန်ကသိမ်းပိုက်ထားတဲ့ဂျမူးနဲ့ကက်ရှမီးယားဒေသမှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့အခြေခံအဆောက်အအုံတွေကိုထိမှန်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ မိမိတို့ရဲ့လှုပ်ဆောင်ချက်တွေဟာအာယုံစူးစိုက်မှုရှိပြီးချင်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 းလှုပ်ဆောင်တာဖြစ်ကြောင်းပါကင်စတန်စစ်တပ်ရဲ့အဆောက်အုံတွေကိုပြင်ပထားခဲ့ခြင်းမရှိကြောင်းအိန္ဒိယဟာပြင်ပတွေကိုရွေးချယ်ပြီးကိုပြတ်တဲ့နီးစနစ်နဲ့ထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အိန္ဒိယဟာဧပြီ22ရက်ကတိုက်ခိုက်မှုအတွက်တာဝန်ရှိသူတွေကိုတာဝန်ခံရမယ်ဆိုတဲ့တနိဋ္ဌာန်အတိုင်းရက်တိလှုပ်ဆောင်နေကြောင်းကာကွယ်ဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။